ရှေးဦးစွာဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းလိုပါတယ်ဒီနေ့တော့ကျွန်တော်တို့အတူတကွဖိလိပ္ပိဩရစာခန်းကြီးတေအငယ်25မှ26အထိဆင်ခြင်ခွန်အားယူဖို့ရန်ခေါ်ပိတ်ခြင်းတယ်ထို့သောရှိလိမ့်မည်ဟုယုံမှားခြင်းနှင့်ကင်းလွတ်သည်ဖြစ်၍သင်တို့ရှိရာသို့ငါတပံရောက်လာသောအဖြစ်သင်တို့သည်ယေရှုခရစ်ကိုအမိပြု၍ငါအတွက်ကြောင့်တာ၍ဝါကြွားဝမ်းမြောက်ခြင်းရှိစေခြင်းကသင်တို့သည်ယုံကြည်ခြင်း၌ တိုးပွားဝမ်းမြောက်မိအကြောင်းငါသည် ကိုခန္ဓာ၌နေ၍သင်တို့ရှိသည်မြနှင့် ပေါင်းဖော်ရမည်ဟုငါသိ၏ဓမ္မတော်ကြီးရှင်ပေါလုကဖိလိပ္ပိအသင်းသူအသင်းသားတွေကို သူ့အားဖြင့်ဝမ်းမြောက်ခြင်းခံစားရဖို့ရန်အတွဲသူက အားပေးနေတာဖြစ်ပါတယ်ယုံကြည်သူခရိယံတယောက်ရဲ့ဘဝအသက်တာမှာလောကရန်တရားကိုခံစားကြုံတွေ့နေရပေမဲ့လို့သူတို့ဘာအတွက်အနစ်နာခံပြီး ကို့အားဖြင့်သူတို့ဘာ ဝမ်းမြောက်ပျော်ရွှင်နိုင်ဖို့ရန်အတွက်အနစ်နာခံကအသက်ရှင်ရသော အသက်တာဖြစ်တယ်။ခရိယံဆိုဒီမှာ သူတော်ဘာဝမ်းမြောက်ဖို့ရန်အတွက်အနစ်နာခံကရှင်တန်ရသော အသက်တာလို့အတိတ်ပဲဖွင့်နိုင်မယ်။ဒီနေ့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာ ကိုယ်အားဖြင့်သူတော်ဘာဝမ်းမြောက်ဖို့ရန်အတွက်အနစ်နာခံပေးဆက်ရတဲ့အချိန်တွေလူတိုင်းမှာရှိတတ်ပါတယ်။ကိုယ်အားဖြင့်သူတော်ဘာဝမ်းမြောက်ဖို့ ကို့အားဖြင့်သူတို့ဘာပျော်ရွှင်ဖို့ကို့အားဖြင့်သူတို့ဘာကောင်းကြီးမင်္ဂလာခံရဖို့ရဲ့အတွက်ကိုကိုတိုင်းကအနစ်နာခံပေးဆက်ရတဲ့ကိစ္စတွေကဒီနေ့ယုံကြည်သူ ခရိယံအတိုင်းအဝိုင်းမှာအ ਨੇ နဲ့အများရှိနေနိုင်တာဖြစ်တယ်။ဘောလူရဲ့ဘဝအသက်တာမှာလည်းပဲသူတွေ့ကြုံနေရတဲ့လောကန်တရားရဲ့အ ਨੇ အမြင့်ဒဏ်တွေကိုဂရုမစိုက်ပဲနဲ့ယုံကြည်သူတွေသူ့ကိုမြင်ပြီးဝမ်းမြောက်ပျော်ရွှင်နိုင်ဖို့ရန်အတွက်သူစူးစမ်းပြီးတော့မှ ခရစ်တော်အဖင်အသက်ရှင်တယ်ဆိုတဲ့အကြောင်းကို မြင်တွေ့ရမှာဖြစ်တယ်။ဒီနေ့ပေါလုကခရစ်တော်ရဲ့စိတ်နေသဘောထားမျိုးရှိတဲ့အတွက်ခရစ်တော်ကဲ့သို့သူ ရှင်သန်နိုင်ပေမဲ့လို့ယုံကြည်သူများရဲ့ဘဝအသက်တာမှာတော့ခရစ်တော်ရဲ့စိတ်နေသဘောထားရှိဖို့ရန်အတွက်ခဲယဉ်တတ်တယ်။ခရစ်တော်ရဲ့စိတ်နေသဘောထားမျိုးမရှိဘူးဆိုရင်တော့သူတို့ဘာအတွက်ဘယ်သူမှ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ သူတို့ဘာပျော်ရွှင်မှုသူတို့ဘာကောင်းကြီးမင်္ဂလာခံစားရဖို့ရန်အတွက် ကိုယ်အတ္တကိုအနစ်နာခံပြီးတော့မှဘယ်သူမှ ရှင်သန်နိုင်မှာမဟုတ်ပါဘူး။ကျမ်းစာထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာထွမြောင်ရာကျမ်းခန်းကြီး34အငယ်29ကနေ30ကနေ30မှာ မောရှိရဲ့အကြောင်းကိုတွေ့ရမယ်။မိမိမျက်နာအရေးထွန်းပအကြောင်းကိုမိမိမသိတဲ့။မောရှိကိုမြင်သောအခါသူဤမျက်နာအရေးထွန်းပသောကြောင့် သူတို့သည်မချီးမကပ်ဝန်းကြဣသေလလူမျိုးတွေကမောရှိကိုမြင်တဲ့အခါမှာမောရှိရဲ့မျက်နာကထွက်လာတဲ့အယောင်တွေကြောင့်မောရှိရဲ့အနာကို မကပ်နိုင်ဘူး။ဘာကြောင့်မောရှိကဒီဘုံဒီကိုရခဲ့တာလဲလို့မေးရင်တောင်ပေါ်မှာဖျားသခင်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာတောင်အောင်ပြန်ပြီးဆင်းလာတဲ့အခါမှာမောရှိရဲ့မျက်နာမှာဖျားရဲ့ဘုံတော်ကပါလာတာဖြစ်တယ် ဒီနေ့ကျွန်တော်တို့ကိုမြင်တွေ့ခြင်းအားဖြင့်လူအများကဖះရဲ့ဘုန်းတော်ကိုမြင်တွေ့နိုင်ဖို့ရန်အတွက်အသက်ရှင်ဖို့အရေးကြီးတယ်။ကျွန်တော်တို့ကိုမြင်တွေ့လိုက်ရခြင်းအားဖြင့်ကျွန်တော်တို့ကိုးကွယ်တဲ့ဖះကိုသူတို့တွေပိုးပြီးတော့မှသိကျင်လာတဲ့ပြင်းပြတဲ့စိတ်တွေပေါ်ပေါက်လာဖို့ရန်အတွက်ကျွန်တော်တို့ရဲ့အသက်ရှင်မှုပုံစံတွေကအင်မတန်မှအရေးကြီးပါတယ်။ယုံကြည်သူတို့တော့ပြောတယ်ကြည်လိုက်တဲ့အခါမှာခရစ်တော်ရဲ့ပုံသဏ္ဍာန်ကိုမတွေ့ရဘူး။ ယုံကြည်သူဖျားသားသမီးတယောက်ရဲ့လက္ခဏာကိုမမြင်ရဘူးဆိုရင် ကျွန်တော်တို့ရဲ့အသက်တာကိုပြန်လည်ပြီးတော့မှဆန်းစစ်သင်ပါတယ်အဲ့ဒီတော့ဒီနေ့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာသူတို့ဘာကောင်းစားဖို့သူတို့ဘာကောင်းကြီးမင်္ဂလာခံရဖို့ရင်အတွက်အနစ်နာခံအသက်ရှင်မှုက ခရိယံအသက်တာရဲ့အသက်ရှင်မှုတစ်စိတ်တစ်ပိုင်းဖြစ်တယ်ပေါ်လူကအနစ်နာခံခဲ့သလိုဒီနေ့ သခင်ယေရှုခရစ်တော်ဘုရားကလည်းပဲအနစ်နာခံခဲ့တယ်ဒီနေ့ကျွန်တော်တို့အလက်ရောက်နေပါပြီကျွန်တော်တို့သူတို့ဘာအတွက်ဘယ်လိုအနစ်နာခံပြီးတော့မှပေးဆက်မလဲသူတို့ဘာဝမ်းမြောက်ဖို့ကောင်းချီးမင်္ဂလာခံစားရဖို့ယင်အတွက်ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာခရစ်တော်ရဲ့စိတ်နေသဘောထားအတိုင်းအနစ်နာခံပေးဆက်ပြီးတကယ်ပဲဘုရားဝမ်းမြောက်နိုင်တဲ့အသက်တာအပြင်သူတို့ဘာကိုအကျိုးပြုတဲ့ ယုံကြည်သူတွေရဲ့အသက်တာဖြစ်ဖို့ရန်အနေငယ်တိုက်တွန်းခွာပေးဝေငှပါရယ်အားလုံးပေါ်မှာဖျားရှင်ဆက်လက်ကောင်းချီးပေးပါစေ။